အားလုံးပဲမင်္ဂလာပါကျမကူမြားဝင်ပါကတော့38ပြားမင်္ဂလာတရားတော်တဲ့ကမစ္စပါနာစာတန်ရံမောအယက်သေးစာမူရစေဝါတောက်စာတုံဆွဲခြင်းမှရှောင်ကျင်ခြင်းတဲ့လူဆိုတာအပျော်အပါမတ်တယ်အပျော်အပါကြိုက်တဲ့နေရာမှာတော့နှစ်ယောက်မရှိဘူးတဲ့ဒါပေမဲ့လို့ရှောင်ကျင်ပြီးတော့ကားမွန်တဲ့အကျိုးကိုရချင်တဲ့ဆိုရင်တဲ့ ရခြင်းနဲ့အကျိုးကောင်းကိုရရှိခြင်းနာမို့ကောင်းမွန်တဲ့အကျိုးကိုရရှိခြင်းနာမို့လို့မစ္စာမူရစေတတ်တဲ့အရာတွေမူရစေတတ်တဲ့အရာဆိုတာအရဲဘီယာဝိုင်းဘိအမျိုးမျိုးစသည်ဖြစ်ပေါ့နော်တန်ရမဆိုတာရှောင်ခြင်းနာမလောက်တာလေမလောက်ဖဲပေါ့နော်ဒါကိုလေမရှောင်မဲအေးအေးဆေးဆေးသုံးပြီးနေတာကရောအပြစ်လားတဲ့ဒီပစ္စည်းတွေကိုကိုရီးယားမရှောင်မှုအေးအေးဆေးဆေးသုံးပြီးနေမယ်ဆိုရင်အဲ့ဒါရောအပြစ်ရှိလား စိတ်ဆိုတာကတိတ်ကိုထိညာခက်ပါလေအစကလေးကလွင့်နေတဲ့စိတ်ပါလေမူရစ်စေတတ်တဲ့အရာတွေကိုထဲထဲလိုက်တဲ့အခါမှာစိတ်ကဘလိုနည်းနဲ့မှ ထိန်းလို့မရတော့ပါဘူးလေထိန်းလို့မရတော့ဘူးဆိုရင်မကောင်းတဲ့စိတ်ကို ပိုင်ဆိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အတွေးတွေကမှားကုန်တာပါလေအတွေးတွေမှားတာပဲအပြစ်တွေကျူးလွန်တာမှမဟုတ်တာလို့ပြောเสียရှိတယ် မားတဲ့အတွေးတွေကခေါင်းထဲကိုဝင်လာလာဖြစ်တဲ့အတွက်ကြောင့်အပြစ်ကျူးလွန်ဖို့အတွက်စတင်လိုက်တာ ਨੇ အတူတူပါပဲပါဏာတိပတ္တာအာဒိနာဒါနာ ကာမေသူမိဆာစာရာမူတဝါရာငါလို့မလုပ်ဘူးလေတောက်ပြီးတော့အိတ်နေမှာပါတမိုးရှိတဲ့အချိန်တစ်ခုကိုလည်းမူရစ်မူရစ်စေတတ်တဲ့အရာတောက်ပြီးတော့အိတ်လိုက်မယ်ဆိုရင်အချိန်ဖြုံးရရောက်ပါတယ်တဲ့ အသက်ရှိကရှိလာလာမဟုတ်ဘူးတနေ့တနေ့ကုန်သွားတယ်ဆိုတာကရှင်းတန်နေတဲ့အချိန်တွေဖြတ်တန်းခဲ့တဲ့အချိန်တွေများလာလာဆိုတာကဘယ်ကိုသွားတာလဲသေဆုံးဖို့အတွက်နီးလာလာ အသက်ကတိုးတိုးလာလာအသက်တိုးလာတာနဲ့အမျှကောင်းတာလေးဆိုတာများများလုပ်ဖို့အတွက်လိုအပ်တဲ့အဘီအချိန်သုံးမဲ့အစားအကျိုးရှိတာတစ်ခုခုကိုလေလုတ်ပြီးတော့အချိန်ကိုသုံးလိုက်ပါလေ ိတ်ညစ်လို့ပါဆိုပြီးတောင်းလိုက်ရုံနဲ့စိတ်ညစ်ကပြေသွားတာမဟုတ်ဘူးပြဿနာကိုပို့ပြီးတော့တောင်ဖိတ်ခေါ်တလူတောင်ဖြစ်တယ်အရက်သေးစားတောက်စားထားလေအတွက်ရလာမဲ့အကျိုးအပြစ်က6ပါးရှိတယ်တဲ့ဩစာကုန်ခံပြက်စီတက်ပါတယ်နှင်းရံများတက်ပါတယ်၃ယောဂတွေလည်းတိုးလာမယ်၄သိခါတွေလည်းမဲလာမယ်၅ မမြင့်အောင်ဖုံးထားတဲ့အင်္ကာတွေလည်းပေါ်တတ်ပါလေလေ၆ဉာဏ်အားတွေလည်းနှဲသွားပါလေမမှန်ကန်ကန်မထွေးနိုင်တော့ဘူးကောင်းတာတစ်ခုမှမရှိဘူးနင်းနေတောက်တာပဲဥစ္စာတွေလည်းမပြည့်စည်ပါဘူးမိတ်ဆွေတွေတောင်ပေါ်လာပါလေယောဂလည်းအပြောက်တဲလို့ဘလို့ပဲစင်စီလေး ပေးပေးပေါ့နော်ဉာဏ်အားတွေကတော့နဲလာလာကတော့အမှန်မှပဲတဲ့ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူးဆိုရင်တော့သဘောပါပဲဘာမဆိုငါတို့ဖြစ်လို့မဖြစ်ဘူးဖြစ်တဲ့နာကိုပဲဖြစ်ရမယ်ကောင်းမွန်တဲ့အရာတွေကိုပဲရမယ်ဆိုရင်တော့လိုချင်နေဆိုရင်တော့ရှောင်တဲ့နာကိုရှောင်ဖို့လိုအပ်ပါလေမူရစေတဲ့အရာတွေကသ သုံးနာများလာရင်ဆွဲလာတတ်ပါလေဆွဲလာပြီးဆိုရင်တော့အရှက်အကြောက်တွေလည်းပျောက်အရှက်အကြောက်တွေလည်းကင်းမဲ့လာလဲမှတ်ညံနေလဲပျောက်လာအချင်းကသဲပြီးတော့မှတ်မိလဲလူတယောက်ကတောက်တာစားလာလဲလှုပ်လာတဲ့အခါကျတော့မေးတက်လာလဲအချင်းကဘာလုံးလှုပ်တီးတီးကြစားလှုပ်တတ်တဲ့လူကအခုမတီးကြတော့ဘူးမေးတက်လာလဲအဲ့ဒါကဘာလဲညံအားတွေနဲတာလားလှုပ်တဲ့နာထက်တဲ့ လှုပ်ချင်တာကိုလည်းလှုပ်လာလဲပြောတင်တာထက်ပြောချင်တာတွေကိုလည်းပြောလာလဲရှက်ရမှန်းလည်းမသိတော့ဘူးကြောက်ရမှန်းလည်းမသိတော့ဘူးစကားတွေကလည်းကြမ်းတမ်းလာတယ်ဆဲဆူတက်လာတယ်လိန်တက်လာတယ်ညာတက်လာတယ်တဲ့ သိချစ်ပါလေကိုသိချစ်ပါလေကိုသိတံမိုးထားပါလေဆိုတော့သားတံပြီးဇနီးမယအိမ်အောင်ဘတ်တည်းအပေါ်မှာလည်းဘာဖြစ်လာလဲကြံကြံတန်တန်ဆက်ဆန်လာတတ်တယ်ကြံကြံတန်တန်ဆဲဆူလာတတ်တယ်ရိုင်းရိုင်းဆိုင်ဆိုင်နေလေပြောလာတတ်ပါလေ ပဝင်ခြင်းကိုလည်းအနောက်အဆက်တွေလည်းပေးတတ်ပါလေတဲ့ကျေးဇူးတရားတဲ့ဆိုတာလဲမေးလာပါလေမိဘကိုမိဘမှန်လဲမသိတော့ဘူးအရှင်ကလုံးနေတဲ့အလုပ်တွေကိုလည်းမလုပ်ချင်တော့ဘူးအဲ့ဒီအရက်တို့မူရဲ့စေတို့နဲ့ပဲစိန်ခံပြီးတော့နေချင်လာတဲ့ တည်ဆုံးတဲ့အခါမှာလည်းအပယ်ကိုကြတတ်ပါလေဘသူကမှမထိခိုက်ဘူးကိုပစက်နဲ့ကိုဝါသားကိုတောက်တာကိုအပယ်ကိုကြတာလားလို့မေးစရာရှိတယ်ဘသူကမှမထိခိုက်ဘူးလို့ထင်ပေမဲ့တောက်တုံးသူကိုယ်တိုင်ကို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 ထိခိုက်စေတယ်ရှင်ပြက်စီးစေတယ်ဒူတီပြောလို့ရတာပေါ့နော်ဒူးဆက်ဆယ်ပါလဲမှမှပါရာမမဟုတ်တာ အဲ့လိုလိုမျိုးပြလူဆိုင်ဆက်ပါတိုင်းမှာအရင်မတောက်နေတော့ပါရာမမဟုတ်တာလို့စင်စစ်ပေးလို့ရပဲမယ်။ငါးပါးတည်တာလဲမှာတော့ထဲ့ထားတယ်နော်။ဒီအရက်တည်စာမတောက်ဖို့ရှောင်းကျင်မှုထဲ့ထား။အပျော်ပဲဖြစ်ဖြစ်အပြက်ပဲဖြစ်ဖြစ်တငယ်ချင်းကိုအားနာလို့ပဲဖြစ်ဖြစ်လောက်ရမယ့်အလုပ်ထဲမှာ အရက်သေးစာတောက်စားတာမပါဘူးရှင်ဒါကဒါကြောင့်ဒီအလုတ်ကရှောင်းကိုရှောင်းမယ်ဗုဒ္ဓကမကားမှုလေးကိုကိုနဲ့လဲရှောင်းမနှုတ်နဲ့လဲရှောင်းမစိတ်နဲ့လဲရှောင်းမနောက်တစ်ခုပါလေမစ္ဆပါနာစာတန်ရမောဆိုပြီးထပ်ပြီးတော့ဟောတာလေနောက်ထပ်ဟောထားတာလေတော့ရှိရပေါ့နော်38ပြမင်္ဂလာထဲမှာနောက်ရကြမှာပဲနောက်ဗီဒီယိုမှာပဲဆက်လက်ပြီးတော့မျှဝေမှာဖြစ်ပါတယ်ရှင်ဂျေစုတင်ပါတယ်